ရီစာဟောင်းဆိုင်လွန်းထက်သားတဲ့အော်စီကချစ်သူတထေးကြီးနဲ့လာပိုင်းအတွန်လက်ထက်ကြောက်မယ်လို့အခုလိုအသိပေးလာတဲ့ရင်လဲချစ်သူတတန်းချောင်းလာကြမှာပဲချရတဲ့သူနဲ့လက်ထက်မင်္ဂလာပွဲကြီးကျင်းမတော့မယ်လို့အသိပေးလာသူကတော့မင်းသမီးချောလေးရင်လက်ဖြစ်ပါတယ်ရင်လက်ကအမှုပညာလောကမှာတော့အမှုအရဒရာမာစကားတွေထက်ခက်ကြမ်းကြမ်းတပ်ပုံရတဲ့ဖိုင်တင်ကားတွေနဲ့ပြိသက်လက်ခံအားပေးမှုအရှိထားတဲ့မင်းသမီးချောတက်လက်ပါရှင်မြန်မာနိုင်ငံမှာဒီလိုအကြံရတိုင်းခွက်တင်တဲ့ဖိုင်တင်ကတယောက်ဆောင်နေတဲ့မင်းသမီးဆိုတာကရှားပါပါတယ်အဲ့ဒီအထက်မှာရင်လက်လိုနူးနူးရော့ရော့မင်္ဂလာတယောက်ကအပြည့်ပြင်းတယောက် ဆောင်နိုင်တာကြောင့်ဖိုက်တင်မင်းသမီးအဖြစ်ပရိသတ်တွေကလက်ခံအားပေးခဲ့ကြတာဖြစ်ပါတယ်။ဒီလိုမင်းသမီးဂျွန်လေးကအခြေအမှဆိုရင်တော့ဆောင်းလာနဲ့တာအီးစားတွေဖြစ်ခဲ့ကြတာကိုအမခံပရိသတ်အနေငယ်လောက်တာရိပ်မိခဲ့ကြတာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်လမ်းခွဲပြက်ဆဲကြတာဘာကြောင့်လဲတော့မသိကြရပါဘူး။အဲဒီလိုအခြေအနေနဲ့ပတ်သက်ရင်နာမည်ပြတ်တိတ်မထွက်ခဲ့တဲ့ရင်လက်ကအခုတော့သူထက်နှစ်နှစ်ငယ်တဲ့ချစ်သူကောင်းလေးနဲ့လက်ထက်တော့မှဖြစ်တဲ့အကြောင်းပရိသတ်တွေကိုအတီးပေးလာခဲ့ပါပြီနော်။အွန်လိုင်းကနေအတီးမိတ်ဆွေတယောက်မိတ်ဆက်ပေးမှုကြောင့်ခင်မရင်းနှီးခဲ့ကြတာပဲဖြစ်ပါတယ်။အဲဒီကနေ တစ်ဆင့်ချစ်သူတွေအဖြစ်ကိုရောင်းရှိခဲ့ကြတာပါရှင်။ယင်လက်ရဲ့ချစ်သူကတော့ဩစတြေးလျမှာကျောင်းထက်နေတာဖြစ်ပြီးတော့မြန်မာပြည်ကိုပြန်လာပြီးယင်လက်ကိုချီးစိုးခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းမှာတွေ့တယ်ဆိုပေမဲ့တမိုထာမျက်နှိုးတာကြောင့်အခုလိုမျိုးနိုင်ငံရဲ့ခြားကနေမြန်မာပြည်ကိုတကူတကပြန်လာခဲ့တာပဲဖြစ်ပါတယ်။တချို့တွေကတော့အွန်လိုင်းပေါ်ကအခြေကိုအယုံကြည်သိမ့်မရှိဘူးလို့ပြောနေကြပေမဲ့တကယ်မြေတားစစ်မြေတားမန်းနဲ့ချစ်ကြတဲ့တွေကတော့လက်ထက်မင်္ဂလာပွဲကြီးကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ Proposal Ring မှာတပွဲနေသောစင်ကြီးနဲ့လက်ထက်ခွန်တောင်းလိုက်တာကြောင့်လည်းရင်လိုက်ရဲ့ချစ်သူကအယံချမ်းသာတဲ့တရေတူဖြစ်မယ်ဆိုတာခံမှန်းလို့ရပါတယ်။ဒါကြောင့်လည်းသူတို့နှစ်ဦးရဲ့လက်ထက်မင်္ဂလာပွဲကြီးကလည်းကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပမယ်ဆိုတာကတော့အသေးအချာပါပဲရှင်။ ်ကိုကို team ဖြစ်တဲ့ရင်လက်ကဖူးစာဖက်တော့မောင်လေး team ဖြစ်သွားပြီမဲ့ကိုကိုလိုပဲခေါ်ပြပါတဲ့ရှင်သူချက်အတန်ငယ်တဲ့ဆိုပေမဲ့ရင်ကျက်ပြီးယုံကြည်စိတ်ချရတဲ့မျိုးကောင်းသားလေးမို့ရွေးချယ်ဖြစ်ခဲ့တာလို့လည်းဆိုပါရယ်အခုဆိုရင်တော့မိဘတွေကိုလည်းတရားဝင်အသိပေးထားပြီဖြစ်လို့နှစ်ဖက်မိဘတွေကလည်းသဘောတူကြည့်ပြုကြတာပဲဖြစ်ပါတယ်ဒါကြောင့်တိတ်မကြခင်အချိန်အတော်တွမှာတော့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီးကိုကျင်းပပြုလုပ်တော်မှာမို့ဒီမတိုင်ခင်မှာတော့ pre wedding ပုံရိပ်လှလှလေးတွေကိုရိုက်ကူးသွားအောင်မယ်လို့ဆိုပါရယ်ခမမိုက်ဒီဇိုင်းနေနဲ့ရိုက်ကူးမဲ့ pre wedding ပ ုံးရည်လေးတွေကိုလည်းမကြမီပြိတ္တတွေစီကိုခြားပြဖို့ရှိတယ်လို့သိရပါတယ်။ရလအနေနဲ့လက်ရှိခြေသူကနောက်ွယ်မှာလေယုံကြည်စိတ်ချရတဲ့ခြေသူဆိုတော့အပြည့်ဝအယုံကြည်နေတာဖြစ်ပါတယ်။ဒါကိုတချို့တွေကတော့6လတည်းနဲ့ယုံကြည်လို့ရတယ်လို့ပြောတာအပြောကြည်လို့နဲ့ဆိုပြီးတော့လည်းဝေဖန်ပြောဆိုနေကြပါတယ်။6လမပြောနဲ့နှစ်ပေါင်းများစွာတွဲလာတဲ့သူတွေကြောင့်နောင်ဝီလင်းကြတဲ့ခင်မို့ရလအနေနဲ့စကားကိုမပြောသင့်ဘူးလို့လည်းပြောဆိုဝေဖန်နေကြပါတယ်။ ဒါကလည်းလူတယောက်ရဲ့စိတ်ပေါ်မှာမူတည်တယ်လို့ထင်ပါတယ်နော်။လူတိုင်းလည်းနှောင်ဝေးလေးနေကြတာမှမဟုတ်ကြလေရှင်။ဒါကြောင့်ကိုချစ်တဲ့သူကိုကိုချစ်တဲ့သူနဲ့လက်ထက်ခွင့်ရတဲ့ရင်လက်အတွက်တော့ဝမ်းသာပေးကြရမှာပါရှင်။အနုပညာအလုပ်တွေရည်နာထားတဲ့ရင်လိုက်ကအချိန်ခဏလေးကြုံမှာပဲပူးစာဘန်းနဲ့စုံတွေကလက်ထက်မင်္ဂလာပွဲကြီးကိုချစ်ချစ်သေးကျမသွားတော့မှာဖြစ်ပါတယ်။မကြမီမှာတော့သူမရဲ့သူတို့တောင်းလာပုံရိပ်တွေကိုပြည်သက်တီကတွေ့မြင်권ရရှိကြတော့မှာဖြစ်ပါတယ်ရှင်။ ချစ်သူဟောင်းချက်သားတဲ့အိုစီကတရေကြီးနဲ့လက်ထက်တော်မဲ့ရင်လက်ကိုပြိတဲ့ကြီးလို့ရောဗာမြပြောကြမှာလေရင်လက်ကိုအခုချိန်ထိအပိနေကြတဲ့ပြိတဲ့တရောရှိပါသေးရဲ့လားရှင်